ားလုံးပဲမင်္ဂလာပါ The Upgrader Channel ကနေပြန်လည်ကြိုဆိုပါရစေ။နောက်နိုင်ငံကြီးတချို့က Palestine ကိုနိုင်ငံအဖြစ်အသိမဲ့ပြုကြောင်းမကြာသေးခင်ကမှကြေညာခဲ့ကြပါတယ်။ဒါပေမဲ့ဒီနေရာမှာ Palestine ဆိုတာအရင်ကတည်းကနိုင်ငံမဟုတ်ဘူးလားဆိုတဲ့မေးခွန်းရှိပါတယ်။ကလသမကအဖွဲ့ဝင်နိုင်ငံတွေရဲ့85ရာခိုင်နှုန်းကတော့ပါလက်စတိုင်းကိုနိုင်ငံဖြစ်တယ်လို့ပြောကြပေမဲ့25ရာခိုင်နှုန်းကတော့နိုင်ငံမဟုတ်ဘူးလို့ပြောနေကြပါတယ်။အဲ့ဒီ25ရာခိုင်နှုန်းမှာ American UK ပြင်သစ်နဲ့ Australia တို့ပါဝင်ခဲ့ကြပါတယ်။ ဒါမဲ့လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ကပဲ UK, Canada, Australia ပြင်သစ်အပါအဝင်နိုင်ငံတချို့က Palestine နိုင်ငံအဖြစ်အသိမဲ့ပြုကြောင်းတရားဝင်ကြေညာခဲ့ကြပါတယ်။ပိုပြီးရှုံထွေးစေတဲ့အချက်က Palestine လူမျိုးတွေကိုယ်တိုင်တောင်မှသူတို့နိုင်ငံရဲ့အခြေခံအကြဆုံးဖြစ်တဲ့နယ်နိမိတ်တွေနဲ့အစိုးရကိုဘယ်သူကဥဆောင်မလဲဆိုတဲ့အချက်ကသဘောထားမတိုက်ဆိုင်မှုတွေနဲ့ရှိနေကြဆဲပဲဖြစ်ပါတယ်။ ဒါဆိုစီးရေးပဋိပက္ခတွေငင်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ကမ္ဘာ့ကျညာချက်တွေအားလုံးပြီးဆုံးသွားတဲ့အခါမှာဘာကြောင့်ပါလက်စတိုက်ကိုနိုင်ငံအဖြစ် American အပါအဝင်နိုင်ငံတချို့ကအသိမဲ့မပြုကြရတာလဲကျွန်တော်တို့ကမြေပုံတွေကိုမပြောင်းလဲနိုင်ဘူးလို့ထင်လဲရှိကြပါတယ်ဒါပေမဲ့နိုင်ငံတခုဘယ်မှာဆုံးပြီးဘယ်မှာစတယ်ဆိုတာကိုသတ်မှတ်ပေးတဲ့နေနမိတ်တွေကမမျော်လင့်ပဲမကြာသေးခင်ကမှပေါ်လာတာဖြစ်ပြီးမကြာခဏဆိုသလိုအငင်းပွားစရာတွေဖြစ်နေတတ်ပါတယ်ဥမာဆီးရီးယားကကိုဆိုဘိုကိုနိုင်ငံအဖြစ်အသိမဲ့မပြုပါဘူး တရုတ်ကထိုင်ဝမ်နိုင်ငံတည်ရှိမှုကိုအသိမဲ့မပြုတ်ပါဘူးရုရှားကယူကရိန်းကိုတရားဝင်အသိမဲ့ပြုတ်ထားပေမဲ့ယူကရိန်းရဲ့နင်နမိတ်တွေကိုတော့အသိမဲ့မပြုတ်ပါဘူးရုရှားသမ္မတကယူကရိန်းနိုင်ငံရဲ့လုံးဝလွတ်လပ်တဲ့နိုင်ငံအဖြစ်တည်ရှိပိုင်ခွင့်ကိုမေးခွန်းထုတ်ခဲ့ပြီးကြူးကြော်ခဲ့ပါတယ်ဒီလိုကိစ္စတွေအားလုံးမှာနိုင်ငံတကာအသိုက်အဝန်းကတစ်ဖက်ဖက်ကိုယက်တီပေးရပါတယ်မြကိုရီးယားနဲ့ဘယ်လာရုစ်ကယူကရိန်းအရေးမှာရုရှားဘက်ကနေယက်တီပါတယ်တရုတ်နဲ့ရုရှားကတော့ဆော့ဖ်လူမျိုးတွေနဲ့ပတ်သက်ပြီးသဘောထားတူညီနေတာတွေ့ရပါတယ် ဒါမဲ့နိုင်ငံတစ်ခုတည်ရှိမှုရှိမရှိဆိုတဲ့အပေါ်ဖြစ်နေတဲ့တိုက်ပွဲတွေကနေမြင်နဲ့ပတ်သက်ပြီးဖြစ်နေတဲ့စစ်ပွဲလောက်စိတ်ဝင်စားမှုမခံရပါဘူး။ဒီနေမြေကိုတော့ Israel Palestine တည်ရှိသောမြေလို့ပဲအမျိုးမျိုးခေါ်ကြပါတယ်။ဂျူးလူမျိုးတွေနဲ့ Palestine တွေကဒီနေရာကိုသူတို့ရဲ့အိမ်လို့ပဲနေပေါင်းများစွာကလေးကခေါ်ခဲ့ကြပါတယ်။ဒါမဲ့နေထောင်ချီပြီးတဲ့နောက်အဲ့ဒီအိမ်ကနိုင်ငံတကာအသိအမှတ်ပြုထားတဲ့နယ်နိမိတ်တွေရှိတဲ့နိုင်ငံတစ်ခုမဟုတ်ခဲ့ပါဘူး။ဒါကပိုကြီးတဲ့အင်ပါယာတစ်ခုထဲမှာရှိတဲ့ပိုကြီးတဲ့ဒေသတစ်ခုရဲ့တောက်ချိုးလေးတစ်ခုပါ။ 1964ခုနှစ်က Ottoman Empire မြေပုံကို ကြည့်ကြည့်ပါဒီနေရာမှာညီအမကစရိယလို့ခေါ်တဲ့ကြီးမားတဲ့ဒေသတစ်ခုပါအဲ့ထဲမှာလည်းနေနမိတ်မရှိတဲ့ဒေသတွေအများကြီးပေါင်းပါတဲ့ခုပြောမယ့်အကြောင်းအရာရဲ့ဗဟိုချက်ကတော့ဒီနေရာပါ Palestine ပါ မြင်တဲ့အတိုင်းပါပဲတကယ်တဲ့နေနမိတ်မရှိပါဘူးအဲ့ဒီအစားဒေသတွေမှာပိုကြည့်တဲ့နေမြေဒေသပြည်နယ်တစ်ခုအတွင်းကခရိုင်တစ်ခုလိုမျိုးဆက်ချက်လို့ခေါ်တဲ့ဒေသအုပ်ချုပ်ရေးနေရာတွေရှိခဲ့ပါတယ် အော်တိုမေအင်ဗိုင်ယာနဲ့ကဘာအတွက်တော့ပါလတ်စတိုက်ကဒေသတစ်ခုဖြစ်ခဲ့ပေမဲ့သတ်မှတ်ထားတဲ့နေနမိတ်တွေနဲ့တီးခြားဒေသတစ်ခုတော့မဟုတ်ခဲ့ပါဘူး။ဒါပေမဲ့ပထမကဘာစစ်ဖြစ်နေချိန်မှာအော်တိုမေအင်ဗိုင်ယာပြိုကွဲစပြူလာပါတယ်။ထောက်ကွာ35ခုနှစ်မှာဗြိတိရှ်တွေကအင်ဗိုင်ယာရဲ့ဖျက်ဆီးခံရမှုကိုအရှင်မြင့်ဖို့အတွက်အကူအညီတချို့လိုချင်ခဲ့ပါတယ်။အော်တိုမေအင်ဗိုင်ယာကိုဆက်ကျင်တဲ့အာရက်ပုံကံမှုအတွက်အလဲအလဲနေနဲ့ဗြိတိရှ်တွေကပါလတ်စတိုက်အပါအဝင်အရှိလေပိုင်းတစ်ခုလုံးနီးပါးမှာအာရက်လွတ်လပ်ရေးကိုဂတိပေးခဲ့ပါတယ်။ ါမဲ့တနေ့အတွင်းမှာပဲပုံကံမှုစတင်ခဲ့ပေမဲ့ British နဲ့ပြင်သစ်တို့ကတော့သူတို့ရဲ့ show web အစီအစဉ်ကိုအမှန်တကယ်ပဲရေးဆွဲပြီးသားဖြစ်နေခဲ့ပါတယ်။ကဘာကြီးကအမြဲတမ်းကြီးမားပြီးအင်အားကြီးတဲ့အင်ပါယာတွေကနေမြေအခြေကြီးတွေကိုတင်ပိုက်ပြီးအုပ်ချုပ်တဲ့ပုံစံအတိုင်းပဲဆက်လုပ်သွားမယ်လို့ယူဆပြီး British နဲ့ပြင်သစ်တို့ကအရှိလေပိုက်ကိုသူတို့ချင်းချင်းခွဲဝယ်ယူခဲ့ကြပါတယ်။ ဒါကြောင့်ပထမကမ္ဘာစစ်ပြီးတော့တဲ့နောက်အော်တိုမန်အင်ပါယာနောက်ဆုံးပျော်ကွဲသွားတဲ့အခါဗြိတိန်နဲ့ပြင်သစ်တို့ကအရှေ့လေပိုင်းအများစုကိုထိန်းချုပ်ခဲ့ပါတယ်။ဒါမဲ့သူတို့ရဲ့ရှုပ်ဝဲအစီအစဉ်မှာအခက်အခဲတခုပေါ်ပေါက်လာခဲ့ပါတယ်။အဲဒါကတော့ကိုလိုနီနေချစ်စနစ်ကလုံးဝပျောက်ကွယ်တော့မယ်ဆိုတာပါ။ကမ္ဘာတဝန်းမှာလူမျိုးစုတွေကကိုယ့်ကိုယ်ကိုအုပ်ချုပ်ဖို့အတွက်ကိုလိုနီနေမြေကနေလွတ်မြောက်ဖို့လှုံ့ဆော်မှုတွေစတင်လှုံ့ဆော်လာကြပါတယ်။ ဒါကြောင့်ဗြိတိရှားတွေကသူတို့ရဲ့အာဏာကိုစူးစီးနေရင်ဒေသရဲ့လူမျိုးစုအသီးအသီးကိုတစ်ဖက်ကကိုယ်ကကြမှာကိုယ်ဖန်တီးခွင့်ပေးမယ်လို့ကတိပေးပြီးကွဲပြားမှုတွေဖန်တီးကအမျိုးမျိုးပြောဆိုနေကြပါတော့တယ်1918ခုနှစ်မှာဗြိတိန်နိုင်ငံခြားရေးဝန်ကြီးကပါလက်စတိုင်းမှာဂျူးလူမျိုးတွေအတွက်အမျိုးသားနေအိမ်တစ်လုံးတည်ထောင်လို့ကြောင်းကြေညာခဲ့ပါတယ်။တနည်းအားဖြင့်တော့ဗြိတိန်တွေကဂတိတွေကိုဘယ်ညာအလေမကျန်းအဖက်ဖက်မှာပေးနေခဲ့တာပါ။ ီရှောက်ထွေးမှုတွေကဒီဒေသမှာရာစုနေပေါများစွာ နေထိုင်ခဲ့ကြတဲ့ RL လူမျိုးအများစုနဲ့ဂျူးလူနေစုတွေကြားတင်းမာမှုတွေကိုပိုဆိုးစေခဲ့ပါတယ်။ဒီတင်းမာမှုတွေကဥရောပမှာနှိပ်စက်ငြိမ်းပန်းမှုတွေကြောင့်ထွက်ပြေးလာတဲ့ဂျူးလူမျိုးထွေးပြောင်းနေထိုင်သူတွေကြောင့်ပိုပြီးတိုးလာခဲ့ပါတယ်။1936ခုနှစ်မှာပါလက်စတိုင်းက RS တွေဟာဗြိတိရှားတွေကိုပုံကန်ခဲ့ကြပါတယ်။သူတို့ကဗြိတိရှားတွေကိုပါလက်စတိုင်းကိုအုပ်ချုပ်ဖို့အတွက်ဂျူးတွေဆိုတဲ့နိုင်ငံခြားသားတွေကိုခေါ်သွင်းနေတယ်လို့ဆွဲဆွဲခဲ့ပါတယ်။ ဒီပုံငယ်မုံကိုတုံ့ပြန်တဲ့အနေနဲ့ဘရစ်ချတွေကပါလက်စတိုက်ကိုဂျူးလူမျိုးတွေဝင်ရောက်လာမှုကိုကြက်တန်ခဲ့ပါတယ်။အဲ့ဒီအချိန်ကဥရောပကဂျူးလူမျိုးတွေရဲ့ကကြမာကအရင်ကထက်ပိုဆိုးရွားနေတဲ့အချိန်လေးဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့ဘရစ်ချတွေကအဲ့ဒီမှာတင်ရက်မနေခဲ့ပါဘူး။သူတို့ရဲ့ဒုတိယအဆိုပြုချက်ဖြစ်တဲ့နယ်မြေကိုဂျူးတွေအတွက်တစ်ခု၊ RED တွေအတွက်တစ်ခုဆိုပြီးနိုင်ငံတစ်ခုအဖြစ်ခွဲဖို့အဆိုပြုချက်နဲ့နိုင်ငံရေးစကားပြောဆိုမှုကိုအကြီးအကျယ်ပြောင်းလဲပစ်ခဲ့ပါတယ်။ဒီအရာကဒီနေ့ထိသက်ရောက်မှုတွေရှိနေပါတယ်။ ဒါဟာပထမဆုံးတရားဝင်နိုင်ငံတစ်ခုအစီအစဉ်ပဲဖြစ်ပါတယ်။ဂျူးအတိုင်းဝမ်းကဒီအယူဆကိုအများစုထောက်ခံခဲ့ပေမဲ့ပါလက်စတိုင်းအာရက်တွေကတော့ဒါကိုမြေယာလူယူမှုတစ်ခုအဖြစ်မြင်ခဲ့ကြပါတယ်။ဘရစ်ချတ်တွေကလည်းဒါကိုအကောင့်ထယ်ဖော်ဖို့ခြေလှမ်းသိပ်မလန့်ခဲ့ပါဘူး။ဒါပေမဲ့ဆေဆုနှစ်တခုကျော်ကြာပြီးတဲ့နောက်မှာကုလသမဂ္ဂကအလားတူခွဲဝေမှုအစီအစဉ်တခုကိုအတည်ပြုခဲ့ပါတယ်။အဲ့ဒီအစီအစဉ်ကတော့ဒီနေရာကတော့ဂျူးနိုင်ငံပြီးတော့ဟိုနေရာကတော့အာရက်နိုင်ငံဆိုပြီးသတ်မှတ်ခဲ့ပါတယ်။ ်ဂျူတွေကတော့ဒီ2ဆက်တဲ့နယ်နိမိတ်တွေကိုသဖို့တူခဲ့ကြပါတယ်။ဘာကြောင့်လဲဆိုတော့နေပေါင်း2000ကြာလိုလားခဲ့တဲ့နိုင်ငံတခုရရှိတော့မှာမဟုတ်လို့ပါ။ဒါပေမဲ့ RF တွေကတော့ကုလသမဂ္ဂကိုဘယ်သူကငါတို့မျိုးကိုခေထောက်ခွဲပေးဖို့မင်းတို့ကိုခွင့်ပေးထားတာလဲဆိုပြီးမေခွန်ထုတ်ခဲ့ပါတယ်။ကုလသမဂ္ဂကလည်းကုလသမဂ္ဂမှာရှိတဲ့နိုင်ငံတိုင်းကသဖို့တူခဲ့လို့ငါတို့ကိုယ်တိုင်ခွင့်ပြုပေးတာလို့ပြောခဲ့ပါတယ်။ထောက်ကွာလေးစေးရှိခုနှစ်မေလ၁၆ရက်နေ့မှာဗြိတိရှားတွေထွက်တော်တဲ့အခါအစ္စရေးနိုင်ငံကိုတီထောင်ကြောက်ကြေညာခဲ့ပါတယ်။ အဲ့နောက်မှာပဲနိုင်ငံကြီးနဲ့နိုင်ငံဖြစ်တဲ့ American နဲ့ Soviet Union တို့ကချက်ချင်းပဲအတိမဲ့ပြုတ်ခဲ့ကြပါတယ်။တနည်းအတွင်းမှာနိုင်ငံ30ကဂျူးနိုင်ငံဖြစ်တဲ့ Israel နိုင်ငံရဲ့တည်ရှိမှုကိုအတိမဲ့ပြုတ်ခဲ့ကြပါတယ်။ပြည်ဝင်ချင်းက Arab နိုင်ငံတွေကတော့သဘောမတူပဲကျူးကျော်မှုတွေလုပ်ခဲ့ကြပါတယ်။တနည်းအကြားတိုက်ပွဲတွေပြီးဆုံးတော့တဲ့အခါမှာတော့ Israel ကရှင်သန်နိုင်ုံတာမကနေမြေတွေကိုပါအကြီးအကျယ်တိုးချဲ့နိုင်ခဲ့ပါတယ်။နေမြေတွေပေါ်ရလာခဲ့ပေမဲ့ဂျေရုရှလင်မြို့ဟောင်းအနောက်ဘက်တိုင်းနဲ့ဗိမာန်တော်တာကုန်းထဲကိုတော့ဝင်ခွင့်မရခဲ့ပါဘူး။ အဲ့ဒီအချိန်ကစပြီးလက်တွေ့အခြေအနေတွေကတရားဝင်ကြွေးပြတော့ပါတော့တယ်။အစ္စရေးနိုင်ငံကိုအသီးမဲ့ပြုသူတွေအတွက်တော့မြေပုံတွေကဒီလိုပုံစံဖြစ်နေပါတယ်။ဒါမဲ့ဂျော်ဒန်အတွက်တော့မြေပုံတွေကဒီလိုပုံစံဖြစ်နေပြီးအစ္စရေးရဲ့တရှိမှုကိုလုံးဝအသီးမဲ့မပြုပါဘူး။တခြားအရဲနိုင်ငံတွေအတွက်တော့မြေပုံတွေကဒီလိုပုံစံဖြစ်နေပြီးအစ္စရေးကိုရောဝက်စ်ဘန်ကိုဂျော်ဒန်ကတင်ပိုက်ထားတာကိုပါအသီးမဲ့မပြုခဲ့ကြပါဘူး။လက်တွေ့အခြေအနေ၃မျိုးကမကြာခဏဆိုသလိုအကြမ်းဖက်မှုတွေနဲ့ထိတိုက်တွေ့ခဲ့ကြပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာကြာ IDF ဟာဂါဇာကအစ်ဂျစ်ရဲ့ငွေကြေးထောက်ပံ့ထားတဲ့ပါလက်စတိုင်းစစ်သွေးကြွတွေနဲ့ထိတ်တိုက်မှုတွေရှိခဲ့ပါတယ်။သူတို့ဟာအစ္စရေးနေဆက်ကရဲရော်တွေကိုတိုက်ခိုက်ပြီးတနေ့မှာပါလက်စတိုင်းတစ်ခုလုံးကိုသိမ်းပိုက်ဖို့ရည်ရွယ်ခဲ့ပါတယ်။ဒါမဲ့အိမ်နာမှာတော့အရာအလုံးပြောင်းလဲသွားပြီးအရှိလေဘားရဲ့မြေပုံတွေကလည်းတဖန်ပြန်လဲရေးဆွဲခံရပြပါတယ်။1969ခုနှစ်မှာအီဂျစ်နဲ့ဆရီးယားတို့ကအစ္စရေးကိုကျူးကျော်ဖို့ပြင်ဆင်နေကြပါတယ်။အစ္စရေးကတော့သူတို့မကျူးကျော်ခင်မှာပဲအပြင်းထန်โจတင်တိုက်ခိုက်ခဲ့ကြပါတယ်။ ်အစ္စရေလ်ရဲ့တိုက်ခိုက်မှုအောက်ကနေမြေတွေဟာသုံးဆအထိတိုးလာခဲ့ပြီးအရှေ့ဂျေရုရှလင်ပါဝင်ဂါဇာနဲ့ဝက်စ်ဘန်တို့ကိုလည်းသိမ်းပိုက်နိုင်ခဲ့ပါတယ်နောက်ဆုံးကနှစ်ခုကတော့ချေဟော်ဂျူးသမိုက်အများစုဖြစ်ပွားခဲ့တဲ့နေရာတွေပဲဖြစ်ပါတယ် ဂျူဒီယာနဲ့စမာရိယလို့သိကြတဲ့နေရာကိုပြန်သွားရတာကိုအယံပျော်ရွှင်နေခဲ့ကြပါတယ်။အရှိတ်ဂျေရုဆလင်အနောက်ဘက်တိုင်းနဲ့ပိုအရေးကြီးတာကတော့ရှေဟောဂျူးဘီမန်တော်ဖြစ်တဲ့ဆိုလမွန်ဘီမန်တော်ရဲ့ထိုက်ပေါ်မှာရောက်နေတဲ့ဂျူးစစ်သားတွေရဲ့ပုံရိပ်တွေကဂျူးတွေအတွက်စိတ်အားထက်သန်စရာဖြစ်ပြီးမွတ်စလင်တွေအတွက်တော့စိုးရိမ်စရာဖြစ်ခဲ့ပါတယ်။အစ္စရေးကအရှိတ်ဂျေရုဆလင်ကိုချက်ချင်းသိမ်းပိုက်ခဲ့ပြီးနောက်ထပ်အငင်းပွားဖွယ်ရာအခြေအနေတစ်ခုကိုဖန်တီးခဲ့ပါတယ်။ ဒါကတော့အစ္စရေးလူမျိုးတွေကဂျေရုဆလင်ကိုဒီလိုပုံစံမြင်နေကြပြီးဂျန်ကဘာကတော့ဒီလိုပုံစံမြင်နေကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီထက်ပိုအရေးကြီးတာကတော့အစ္စရေးကအကြောက်ပြချက်မရှိဘဲတိမ့်ပိုက်ထားတဲ့ဂျန်နေမြေတွေပဲဖြစ်ပါတယ်။အစ္စရေးအတွင်းမှာတော့ဒီတိမ့်ပိုက်ထားတဲ့နေမြေတွေနဲ့ပတ်သက်ပြီးဘာလို့သိင်းလဲဆိုတဲ့အပေါ်သဘောထားအမျိုးမျိုးရှိခဲ့ပါတယ်။တချို့ကတော့အရဲနိုင်ငံတွေနဲ့ညင်းချမ်းရေးအတွက်ပြန်ပေးချင်ခဲ့ကြပါတယ်။တချို့ကတော့ဒီနေမြေတွေကိုတမားကျင်းစာကနေ net shy တဲ့အမြင့်တွေရှိတာကြောင့်ဂျူနိုင်ငံရဲ့တရားဝင်အစိုးရပိုက်အဖြစ်တိမ့်ပိုက်ချင်ခဲ့ကြပါတယ်။ ါပေမဲ့အာရဗ်နိုင်ငံတွေကဣသရေလရဲ့တည်ရှိမှုကိုအသေးမဲ့မပြုဘဲဆွေးနွေးဖို့တောင်ညှင်းဆန်နေတာကြောင့်နေမြေတွေကဒီတိုင်းရှိနေခဲ့ပြီးတိမ်မာမှုတွေကပိုပြီးတိုးလာခဲ့ပါတယ်ဒီသိမ်းပိုက်ထားတဲ့နေမျိုးတွေမှာပါလတ်စတိုက်တွေဟာသူတို့ရဲ့ကိစ္စတွေကိုဘယ်လိုအုပ်ချုပ်မယ်ဆိုတဲ့အပေါ်ပြောခွင့်ဆိုခွင့်ဘာမှမရှိခဲ့ပါဘူး။သူတို့ကဣသရေလအစိုးရရဲ့မူဝါဒတွေအောက်မှာရှိနေပေမဲ့ဣသရေလရွေးကောက်ပွဲတွေမှာတော့မေပေခွင့်မရှိခဲ့ပါဘူး။ ်ပါလက်စတိုင်းနိုင်ငံဖြစ်ရတဲ့အတွက်ဆန္ဒတွေကြီးထွားလာတဲ့နဲ့အမြအစ္စရေးကိုဆက်ကျင်တဲ့ပါလက်စတိုင်းစစ်သွေးကြောအဖွဲ့အစည်းတွေလည်းကြီးထွားလာပါတယ်အဲ့ဒီအကြမ်းဖက်မှုတွေရဲ့အဓိကမောင်းနှင်သူကတော့ Palestine Liberation Organization လို့ခေါ်တဲ့ PLO ဖြစ်ပါတယ်။သူတို့ကဗြိတိရှားတို့အုပ်ချုပ်ခဲ့စဉ်နေနမိတ်တွေအတွင်းမှာရှိတဲ့ Palestine တခုလုံးကိုပိုင်ဆိုင်တယ်လို့ပြောပြီးနေမြင်တဲ့ပတ်သက်တဲ့ဂျူးတွေရဲ့ဆက်နွယ်မှုကိုညှိဆန်က Palestine ကိုလွတ်မြောက်အောင်လုပ်ဖို့တခုတည်းသောနေလန့်အနေနဲ့လက်နက်ကိုင်တိုက်ပွဲကိုလှောက်ဆောင်ခဲ့ကြပါတယ်။ အစ္စရေးဖက်မှာတော့1968ခုနှစ်ကအစ္စရေးသိမ်းပိုက်ထားတဲ့ဒေသတွေမှာအခြေချနေထိုင်မှုဆိုတဲ့လှုပ်ရှားမှုအသစ်တစ်ခုစတင်ပေါ်ပေါက်လာပါတဲ့ပထမဆုံး live အနေနဲ့ West Bank ကိုပျောက်ရွှေ့လာတဲ့ X-ray အခြေချနေထိုင်သူတွေက1968ခုနှစ်အထိ X-ray ရဲ့နေနမိတ်တွေဟာအခြေခံအားဖြင့်ကာကွယ်လို့မရနိုင်ခဲ့ဘူးလို့ခံစားပြီး X-ray ရဲ့ရေချေလုံခြုံရေးအတွက် X-ray တွေဟာ West Bank မှာဆက်ရှိနေဖို့လိုတယ်လို့ယူဆခဲ့ကြပါတယ်။ ဒီလိုလောက်ဖို့အတွက်သူတို့ကမိသားစုတွေကို West Bank ကိုပြောင်းရွှေ့နေထိုင်စေပြီး X-ray အစိုးရကိုစစ်တပ်နဲ့နေမြေကိုတင်ပိုက်ထားဖို့အတင်းကျပ်တွန်းအားပေးခဲ့ပါတယ်။တခြားအခြေချနေထိုင်သူအဖွဲ့တစ်ခုကတော့ Jew Warrior တွေဖြစ်ပါတယ်။သူတို့ကကျန်းစာလာ Heartland လို့ခေါ်တဲ့နှလုံးသားဒေသမှာနေထိုင်လို့တဲ့ဆန္ဒရှိကြပြီး X-ray က Judea နဲ့ Samaria ကိုလက်ကင်ထားချိန်ခဲကြပါတယ် ဒါကြောင့်ဒီ X-ray လူမျိုးတွေက West Bank, Sinai နဲ့ Gaza မှာရဲရော်တွေကိုစတင်တိဆောက်ခဲ့ကြပါတယ်။ Sinai မှာရှိတဲ့ဂျူးအခြေချနေထိုင်မှုတွေကတော့ကြာကြာမခံခဲ့ပါဘူး။ထောက်ကွာ82ခုနှစ်မှာအင်ဂျင်နဲ့ X-ray ကြားကညချင်းသဘောတူညီချက်ရဲ့တစိတ်တစ်ပိုင်းအနေနဲ့ဖေရှားခံခဲ့ရပါတယ်။ X-ray က China ကို Egypt စီပြန်ပေးခဲ့ပြီး Egypt ကလည်း X-ray ရဲ့တည်ရှိမှုကိုအသိမဲ့ပြုတဲ့ပထမဆုံး Arab နိုင်ငံဖြစ်လာခဲ့ပါတယ်။နောက်ထပ်ညချင်းသဘောတူညီချက်ကတော့1994ခုနှစ်မှာ X-ray နဲ့ Jordan ကြားမှာဖြစ်ခဲ့ပါတယ်။ ဂျော်ဒန်ကနောက်ဆုံးတော့အစ္စရေးရဲ့တည်ရှိမှုကိုအတိမဲ့ပြုဖို့သဘောတူခဲ့ပါတယ်။ဒါပေမဲ့အီဂျစ်သဘောတူညီချက်နဲ့မတူဘဲဂျော်ဒန်က West Bank ကိုပြန်မလိုချင်ခဲ့ပါဘူး။အထူးသဖြင့် PLO က6နှစ်စောပြီး1988ခုနှစ်ကတည်းကနေမြေကိုတရားဝင်ပိုင်ဆိုင်ကြောင်းကြေညာထားတာကြောင့်ပါ။အဲ့ဒီအချိန်က PLO က Palestine အမျိုးသားအိမ်မက်ကိုအကောက်ထည်ဖော်ဖို့ပထမဆုံးနိုင်ငံတကာကအသိမဲ့ပြုတဲ့ခြေလှမ်းကိုလှမ်းခဲ့ပါတယ်။ပါလက်စတိုင်းကပြားဆရာတူကပါလက်စတိုင်းလွတ်လပ်ရေးကြေညာစာတမ်းကိုရေးဆွဲခဲ့ပါတယ်။ PLO ကကြညာစာတမ်းကိုအတည်ပြုခဲ့ပြီးဩဂတ်ထယာဆာအာရာဖက်ကိုသမ္မတအဖြစ်သတ်မှတ်ခဲ့ပါတယ်ဂျေရုဆလင်ကိုပါလက်စတိုင်းရဲ့မြို့တော်အဖြစ်ကြေညာခဲ့ပေမဲ့အဲ့ဒီစာတမ်းကဒီအသစ်ဖွဲ့စည်းထားတဲ့နိုင်ငံရဲ့နေနမိတ်တွေနဲ့ပတ်သက်ပြီးတော့တမင်တကာမရေရာအောင်ရေးသားခဲ့ပါတယ်ပါလက်စတိုင်းနိုင်ငံကဘယ်နေရာမှာလဲဆိုတာမရေမရာထားခဲ့ခြင်းအပြင် PLO ကအနာဂတ်နဲ့ပတ်သက်ပြီးမတူညီတဲ့ညီမချက်တွေရှိတဲ့အဖွဲ့တွေကိုတခုတည်းအောက်မှာစုစည်းနိုင်အောင်လှုပ်ဆောင်ပေးခဲ့ပါတယ် ဂျူနဲအရက်နိုင်ငံတွေဘဲချင်းချင်းပြီးအတူနေထိုင်လို့တဲ့အဖွဲ့တွေက X-ray ကိုမြေပုံပေါ်ကနေဖျောက်ဖျက်ပစ်ချင်တဲ့အဖွဲ့တွေနဲ့လက်တွဲလှုပ်ဆောင်နိုင်ခဲ့ကြပါတယ်ဒါပေမဲ့ဒီလိုမရေရာမှုက X-ray လူမျိုးတွေအနေနဲ့ PLO ရဲ့စစ်မှန်တဲ့ UA ချက်တွေကိုတေချာမသိနိုင်အောင်လဲလှောက်ဆောင်ထားခဲ့တာဖြစ်နိုင်ပါတယ်။ဒီနေ့အတွင်းမှာပဲနိုင်ငံ86နိုင်ငံကပါလက်စတိုင်းနိုင်ငံအသစ်ကိုအသီးမဲ့ပြုခဲ့ကြပါတယ်။ အချင်းကြလာတဲ့အမျှအဲ့ဒီအရေးအတွက်ကနှစတိုးလာခဲ့ပေမဲ့အမေရိကန်နဲ့အစ္စရေးရဲ့ဥရောပမဟာမိတ်တွေလိုအထူးကနိုင်ငံတွေကပါဝင်ပဲညှိဆန်နေတဲ့သူတွေလည်းရှိခဲ့ပါတယ်။သူတို့အတွက်တော့ပါလက်စတိုင်းနိုင်ငံကိုအသီးအမံပြုတာကအစ္စရေးနဲ့ပါလက်စတိုင်းတို့တယောက်ကိုတယောက်တိုက်ခိုက်တာရပ်တန့်ပြီးမှအတူထိုင်ပြီးညှင်းချင်းသဘောတူညီချက်ကိုဆွေးနွေးပြီးမှတယောက်နဲ့တယောက်ရဲ့လွတ်လပ်တဲ့နိုင်ငံတည်ရှိမှုကိုအသီးအမံပြုပြီးမှပြီးတော့တယောက်နဲ့တယောက်ရဲ့နေနမိတ်တွေကိုအသီးအမံပြုပြီးမှပဲဖြစ်နိုင်မယ်လို့ဆိုကြပါတယ်။ ပါလက်စတိုင်းနိုင်ငံကိုအနောက်နိုင်ငံကအသေးမဲ့ပြုချင်းဟာဒီအတိုင်းဝန်းတစ်ခုကြားကဆင်စုနှစ်တစ်ခုနှီးပါကြအကြမ်းဖက်မှုတွေကိုရပ်တန့်ပြီးနောက်ဆုံးတော့အစ္စရေးနဲ့ညှင်းချင်းယူခဲ့တဲ့အတွက်ပါလက်စတိုင်းတွေရဲ့ဆုလက်တစ်ခုဖြစ်ခဲ့ပါတယ်တထောက်ကွာ60ပြည်လောနှစ်တွေမှာတော့အလုံးစုံညှင်းချမ်းရေးကိုရရှိနိုင်ပုံပေါ်ခဲ့ပါတယ် American, Israel နဲ့ PLO တို့က Oslo ညှင်းချမ်းရေးသဘောတူညီချက်ကိုရေးဆွဲခဲ့ကြပါတယ် PLO ကအစ္စရေးနိုင်ငံရဲ့တည်ရှိမှုကိုအတိမဲ့ပြုတ်ခဲ့ပြီးအစ္စရေးကတော့ PLO ကိုပါလက်စတိုင်းလူမျိုးတွေရဲ့ကိုယ်စားလှယ်အဖြစ်အတိမဲ့ပြုတ်ခဲ့ပါတယ်။ပါလက်စတိုင်းနိုင်ငံတော့မဟုတ်သေးပါဘူး။နိုင်ငံအဖြစ်ကိုမရောက်သေးပဲချိဆက်တော်ရအောင်မဲ့အခြေအနေမှာရှိခဲ့ပါတယ်။ဒီသဘောတူညီချက်ကအသည့်ဖွဲ့စည်းထားတဲ့ပါလက်စတိုင်းအစိုးရအတွက်အကန့်အသတ်ရှိတဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေကိုထူထောင်ခဲ့ပါတယ်။ပါလက်စတိုင်းအနာဘယ်အဖွဲ့ကို West Bank နဲ့ Gaza ရဲ့အစိပ်ပိုက်တွေကိုအုပ်ချုပ်ဖို့ဖွဲ့စည်းခဲ့ပါတယ်။ ဒါကနောက်ဆုံးမှာအစ္စရေးနဲ့အစ္စရေးရဲ့မဟာမိတ်တွေကအသီးမဲ့ပြုတဲ့ပါလက်စတိုင်းနိုင်ငံတစ်ခုဖြစ်လာမယ်ဆိုတဲ့အယူဆနဲ့ဖြစ်ပါတယ်ဒါပေမဲ့ပထမအနေနဲ့နင်နမိတ်ကိစ္စတွေဂျေရုဆလင်ရဲ့အနေထားဘိမဲတော်တောက်ကုန်းနဲ့အခုအစ္စရေးနေထိုင်တဲ့နေရာမှာတချိန်ကပါလက်စတိုင်းမိဖဘိုးဘွားတွေနေထိုင်ခဲ့ပြီးအခုလည်းတန်းတန်းချီကြည့်နေတဲ့ပါလက်စတိုင်းလူမျိုးတွေနဲ့ပတ်သက်ပြီးမလုပ်ရမလဲဆိုတဲ့အသေးစိတ်အချက်အလက်တွေကိုဆက်ပြီးဆွေးနွေးဖို့လိုအပ်နေပါသေးတယ် နှစ်ဖက်စလုံးကနိုင်ငံတစ်ခုဘဲချင်းရှင်တွင်တရှိရဲ့အတွက်အဖြစ်တစ်ခုကိုရှာတွေ့နိုင်ဖို့မျှော်လင့်ချက်နဲ့ဆွေးနွေးမှုတွေကိုဆက်လုပ်ခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီနေမျိုးကိုလွတ်လပ်တဲ့အစ္စရေးနဲ့ပါလက်စတိုင်းဆိုပြီးနိုင်ငံတစ်ခုအဖြစ်ခွဲဖို့မလိုချင်ကြတဲ့အင်အားကြီးမားတဲ့နောက်ခံအဖွဲ့တွေနှစ်ဖက်စလုံးမှာရှိနေခဲ့ပါတယ်။သူတို့ရဲ့မြေပေါ်မှာတခြားနိုင်ငံတစ်ခုတည်ရှိမှုကိုလုံးဝအသိအမှတ်မပြုလို့တဲ့အစ္စရေးနဲ့ပါလက်စတိုင်းနှစ်ဖွဲ့လုံးကမြစ်ကနေပင်လယ်အထိနေမျိုးတစ်ခုလုံးကိုသူတို့ရဲ့ဘိုးဘွားအမွေအနေဖြင့်ရှုမြင်ခဲ့ကြပါတယ်။ သူတို့ရဲ့နေမြေပေါ်မှာတခြားနိုင်ငံတခုတည်ရှိမှုကိုလုံးဝအသိမဲ့မပြုလို့ပဲ Israel နဲ့ Palestine နှစ်ဖွဲ့လုံးကနေမြေတခုလုံးကိုသူတို့ရဲ့ဘောဘောပိုင်အမွေနေ့အဖြစ်ရှုမြင်ခဲ့ကြပါတယ်။ဒါကြောင့်တဖြည်းဖြည်းအကြမ်းဖက်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။အခြေချနေထိုင်မှုတွေလည်းတိုးလာခဲ့ပါတယ်။ယုံကြည်မှုလည်းပြတ်ပြတ်တော့ပြီးရင်းချဲလုံငန်းစဉ်နဲ့ရပ်တန့်သွားခဲ့ပါတယ်။ပြီးတော့တစ်ဖက်ကတစ်ဖက်ကိုအပြစ်တင်ခဲ့ကြပါတယ်။ ပါလက်စတိုင်းနိုင်ငံဖြစ်ပေါ်လာရေးဆိုင်ရာသဘောတူညီချက်တွေကိုအတည်ပြုဖို့ရည်ရွယ်ထားတဲ့ဆွေးနွေးပွဲတွေမှာပါလက်စတိုင်းခေါင်းဆောင်တွေက Israel နဲ့ American ကထုတ်ပြန်ခဲ့တဲ့ကမ်းလှမ်းချက်တွေကိုအချင်းချင်းညှိပယ်ခဲ့ကြပါတယ်။အချက်အလက်ကိစ္စကတော့2000ခုနှစ်မှာ American နဲ့ Israel တို့ကဂါဇာရဲ့တရားရခိုင်နှုန်းနဲ့ West Bank ရဲ့60ခုနှစ်ရခိုင်နှုန်းမှာပါလက်စတိုင်းနိုင်ငံကိုအတိမဲ့ပြုဖို့အဆိုပြုခဲ့ပါတယ်။ကျန်300ခိုင်နှုန်းအတွက်မြေယာဖလယ်မှုတွေနဲ့ပြန်ဖြည့်ဆည်းပေးဖို့အဆိုပြုခဲ့တာပါဒါမဲ့အဲ့ဒီ300ခိုင်နှုန်းကအရေးကြီးခဲ့ပါတယ် ်ပါလက်စတိုင်းကောင်းဆောင်တွေကညှင်းပယ်ခဲ့ပါတယ်ဆွေးနွေးမှုတွေပြပြတော့ပြီးတဲ့နောက်မှာအကွဲပြဲဖြစ်နေတဲ့ပဂတိအခြေအနေတိုင်းနဲ့ပဲကဘာကြီးမှာကြံနေခဲ့ပါတယ်တချို့နေမြေတွေမှာတော့ X-ray တွေရှိပြီး X-ray သိမ့်ပိုက်ထားတဲ့နေမြေတွေဖြစ်ပါတယ်တချို့နေမြေတွေမှာတော့ X-ray တွေရောပါလက်စတိုက်တွေပါရှိပါတယ်။နောက်ပြီး X-ray တွေပဲရှိတဲ့နေရာနဲ့ပါလက်စတိုက်တွေပဲရှိတဲ့နေရာဆိုပြီးရှိခဲ့ပါတယ်။ဒါကြောင့်2005ခုနှစ်မှာ X-ray ကအသေးအဆက်ချင်းကဲမှုပုံစံတစ်ခုကိုစူးစမ်းခဲ့ပါတယ်။ ဘာဆွေးနွေးမှုမှမလုပ်ဘဲပါလက်စတိုင်းတွေနဲ့သဘောတူညီချက်မရှိဘဲဂါဇာကနေလုံးဝထွက်ခွာတော့ဖို့ဆိုတာပါအစ္စရယ်ကဂျူးအသိုင်းအဝိုင်းအားလုံးနဲ့စစ်တပ်ကိုဖေရှားပြီးပါလက်စတိုင်းတွေကိုဂါဇာမှာသူတို့ကိုယ်တိုင်အုပ်ချုပ်ခွင့်ပေးခဲ့ပါတယ်အကျိုးဆက်ကတော့ဟာမက်စ်ကဂါဇာမှာအာဏာရခဲ့ပြီးပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကိုမောက်ထောက်ခဲ့ပါတယ်ဒါကတော့အခုလက်ရှိမှာပါလက်စတိုင်းအစိုးရတစ်ခုကတိကျစီဖြစ်နေတဲ့ပါလက်စတိုင်းနယ်မြေတစ်ခုကိုအကျိုးသက်ရောက်မှုရှိစေပြီးအုပ်ချုပ်နေတယ်ဆိုတာကိုဆိုလိုပါတယ် သူတို့မှာမတူညီတဲ့ခေါင်းဆောင်မှုတွေမတူညီတဲ့ဥပဒေတွေနဲ့အနာဂတ်အတွက်မတူညီတဲ့အမြင်တွေရှိပါတယ်ဟမက်စ်ကတနေ့မှာအစ္စရေးနဲ့ဝက်စ်ဘက်တစ်ခုလုံးကိုတင်ပိုက်ပြီးအစ္စလာမစ်နိုင်ငံတစ်ခုတီထောင်ဖို့မျှော်လင့်နေပြီးပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကတော့အော့စလိုလုံခြုံရေးစင်ကိုပြင်းပြအောင်လှုပ်ဆောင်ပြီးသူတို့ရဲ့ကက်သန်ထားတဲ့မြေတစိုက်တစ်ပိုက်ကိုရယူဖို့ကြိုးစားနေပါတယ်ဒါပေမဲ့ Israel လူမျိုးအများအပြားအတွက်တော့ Hamas တွေကဂါဇာသိမ်းပိုက်ခဲ့ခြင်းကြောင့်ကြောက်စရာကောင်းတဲ့သတိပေးချက်တစ်ခုဖြစ်လာခဲ့ပါတယ်။ တနေ့မှာဝက်စ်ဘက်မှာလည်းပါလတ်စတိုက်တွေကိုကိုပဲအုပ်ချုပ်ခွင့်ပိုပေးခဲ့ရင်ဘာတွေဖြစ်လာမလဲဆိုတဲ့အရေးအမောကို ပြတ်သက်နေတယ်လို့ဖြစ်နေတာပါဂါဇာမှာအခြေအနေတွေကပိုပြီးဆိုးရွားလာပါတယ် ဟာမက်စ်ကသူတို့ရဲ့လွတ်လပ်ခွင့်ကိုကြီးမားတဲ့ဒုံးကျည်လက်နက်တိုင်းနဲ့ကြီးမားတဲ့မြောက်လိုက်ကောက်ကွန်ရက်တွေကိုတိဆောက်ဖို့အသုံးပြုခဲ့ပါတယ်။ဆယ်စုနှစ်နှစ်ခုနီးပါးအတွင်းမှာအစ္စရေးနဲ့ဟာမက်စ်တို့အကြမ်းဖက်မှုတိုက်ပွဲပေါင်းများစွာဖြစ်ပေါ်ခဲ့ကြပေမဲ့နောက်ဆုံးတော့ငင်းချမ်းရေးရနိုင်မဲ့အလားအလာရှိခဲ့ပါတယ်။အစ္စရေးကဟာမက်စ်ကိုထိန်းချုပ်ထားနိုင်ပြီလို့ထင်ခဲ့ပါတယ်။အစ္စရေးကတိုက်ပွဲတွေမှာအင်အားကြီးမားတာအပြင်ဟာမက်စ်ကလည်းသူတို့ရဲ့စာချုပ်ကို2018ခုနှစ်မှာပြုပြင်ပြောင်းလဲပြီးအစ္စရေးကိုအတိမဲ့ပြုဖို့နေရာချပေးခဲ့တာကြောင့်အတွဲခေါ်ပိုက်ဆာယာမှာပို့ပြီးပျော့ပျော့လာ ပုံရပါတယ်ဒီလှုပ်ရှားမှုတွေကတမင်တကာလင်ညာလေးစားခဲ့တာဖြစ်ပြီး X-ray ကိုသတိလက်လွတ်ဖြစ်အောင်ဆွဲဆောင်ဖို့ရည်ရွယ်ခဲ့တာလို့နောက်ပိုင်းမှာထွက်ပေါ်လာခဲ့ပါတယ်ဒါမဲ့ X-ray ကသူတို့ရဲ့အမားကိုသဖောပေါက်တဲ့အချိန်မှာတော့အလုံးနောက်ကျတော့ခဲ့ပြီလို့ဆိုရတော့မှာပါ2023ခုနှစ်အော်တိုဘာ9ရက်နေ့ဟာ X-ray သမိုင်းမှာတည်ဆုံမှုအများဆုံးနဲ့ပဲဖြစ်ပါတယ် ဣသရေလတွေအတွက်တော့အော်တိုဘာ9ရက်နေ့ကပါလက်စတိုင်းတွေကိုသူတို့ရဲ့လွတ်လပ်တဲ့နိုင်ငံအဖြစ်ယုံကြည်လို့မရနိုင်တော့ဘူးဆိုတာကိုတက်တည်ပြလိုက်တာပဲဖြစ်ပါတယ်။ဒါကြောင့်ပါလက်စတိုင်းနိုင်ငံကိုအတိအမဲ့ပြုတာဟာကြီးမားတဲ့အမားတစ်ခုဖြစ်ပါလိမ့်မယ်။ဒါပေမဲ့ပါလက်စတိုင်းတွေကတော့သဘောမတူကြပါဘူး။သူတို့ကဣသရေလကပါလက်စတိုင်းနိုင်ငံကိုအတိအမဲ့ပြုဖို့ညှိဆန်ခဲ့တာကြောင့်မကျေနပ်ချက်တွေနဲ့ပါလက်စတိုင်းလူမျိုးထောင်ပေါင်းများစွာကဟာမက်စ်ကိုဝင်ရောက်ခဲ့ပြီးအော်တိုဘာ9ရက်နေ့ကတိုက်ခိုက်မှုတွေကိုလှုပ်ဆောင်ခဲ့ကြတာလို့ပါလက်စတိုင်းတွေကညှိဆိုခဲ့ကြပါတယ်။ ဒါကြောင့်ပါလက်စတိုင်းနိုင်ငံကိုအသိမဲ့ပြုတာဟာတခုတည်းသော ဖြေရှင်းနည်းပဲဖြစ်တယ်လို့ဆိုပါတယ်။ဒါမဲ့ Hamas နဲ့ထောက်ခံသူတွေအတွက်ကတော့တခုတည်းသော ဖြေရှင်းနည်းဟာ Israel ကိုမြေပုံပေါ်ကနေဖြောက်ဖြက်ပစ်ပြီးပါလက်စတိုင်းနိုင်ငံကိုအသိမဲ့ပြုဖို့ပဲဖြစ်ပါတယ်။အနောက်နိုင်ငံအစိုးရတွေကတော့ဒီရှုပ်ထွေးမှုတွေရဲ့အလေမှာရောက်နေကြပြီးဆယ်စုနှစ်တခုကြာအဲ့လိုအခြေအနေတွေနဲ့ပိတ်မိနေခဲ့ပါတယ်။အများစုက Israel ရဲ့ကိုကိုကိုကာကွယ်ပိုက်ခွင့်ကိုအသိမဲ့ပြုကြပြီးပြန်ပေးဆွဲခံထားရတဲ့ Israel တွေကိုပြန်လွတ်ပေးစေချင်ကြပါတယ်။ ်ဒါမဲ့ဂါဇာမှာဆက်တိုက်ဖြစ်ပေါ်နေတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြဲတီးတွေကြောင့်လည်းကဘာကပိုပြီးစိုးရိမ်လာကြပါတယ်နိုင်ငံတကာပြည်သူထင်မြင်ချက်တွေအထူးသဖြင့်မဲဆန္ဒရှင်လူငယ်တွေကြားမှာပြောင်းလဲလာတာနဲ့အမျှပြင်သစ်ဗြိတိန်ဩစတြေးလျနဲ့ကနေဒါတို့လိုနေရာတွေကကောက်ဆောင်တွေဟာဒီအကြဲတီးကိုတုံ့ပြန်ဖို့နီးလန်းတွေကိုရှာဖွေနေကြပါတယ် သူတို့ကအစ္စရေးဟာဆင်နွှဲနေတဲ့ထိုးစစ်တွေရပ်တန့်ဖို့ဂါဇာကနေထွက်ခွာသွားဖို့နဲ့ပါလက်စတိုင်းနိုင်ငံကိုအတိမဲ့ပြူရေးစီဥတီဖို့ဖိအားပေးနေကြပါပြီ။သူတို့အုံပြုဖို့ချင်းချောက်တဲ့ကြိယာကတော့ပါလက်စတိုင်းနိုင်ငံကိုအတိမဲ့ပြူလိုက်ခြင်းပါ။ဒီချင်းချောက်မှုတွေကိုအစ္စရေးအစိုးရကငင်းချင်းရေးစီသွားတဲ့နေရာမှာနောက်ပြန်ဆုတ်သွားစေတဲ့ခြေလှမ်းတစ်ခုလို့တုံ့ပြန်ခဲ့ပါတယ်။နေတန်ယာဟုကပါလက်စတိုင်းနိုင်ငံလုံးဝဖြစ်မလာစေရဘူးလို့ပြောထားပါတယ်။ X-ray တွေအမြင်မှာတော့ဒီအချိန်မှာအသီးမဲ့ပြုတ်ခြင်းဟာအော်တိုဘာ9ရက်နေ့ကနဲ့အဲ့ဒီနောက်ပိုင်း Hermes ရဲ့လုံရက်တွေအတွက် Hermes တွေကိုစုချတာနဲ့တူတယ်လို့ဆိုပါတယ်ဒီချိန်မှာအသိမြတ်ပြုခြင်းဟာ Hermes ကိုဆက်လက်တိုက်ခိုက်ဖို့အပြစ်ခက်ရဲစွေသဘောတူညီချက်ကိုညှင်းပယ်ဖို့နဲ့ပြန်ပေးဆွဲခံထားရတဲ့ X-ray တွေကိုဆက်လက်ဖျက်ဆီးထားဖို့အပယ်ရာရောက်တယ်လို့ညှင်းဆိုကြပါတယ် ်တကယ်လို့အော်တိုဘာ9ရက်နေ့နဲ့အဆုံးမသက်နိုင်တဲ့စီးရဲပဋိပက္ခကပါလက်စတိုင်းနိုင်ငံအဖြစ်အသီးအမှတ်ပြုမှုကိုမြင့်တင်ပေးခဲ့မယ်ဆိုရင်အဲ့ဒီအချက်ကကြမ်းဖက်မှုဟာအလုပ်ဖြစ်တယ်ဆိုတာကိုသင်ပေးနေတယ်လို့ဖြည့်ပြီးအကြမ်းဖက်မှုပိုလုပ်လေလေ extra တစ်ခုလုံးကိုတင်ပိုက်ဖို့သူတို့ရဲ့ပန်းတိုင်နဲ့ပိုနီးဆက်လေလေပဲဆိုတာကိုသင်ပေးနေတယ်လို့ဖြစ်ပါလိမ့်မယ်ဒါပေမဲ့ပါလက်စတိုင်းနိုင်ငံကိုအတိအမဲ့ပြုလိုက်တဲ့နိုင်ငံအသစ်တွေပေါ်လာတာဟာတရားမျှတမှုစီတို့လမ်းတဲ့ခြေလန်းတလန်းအောင်မြင်တာဖြစ်တယ်လို့ပါလက်စတိုင်းလူမျိုးအများစုနဲ့ထောက်ခံသူတွေကရှုမြင်ကြပါတယ် ကမ္ဘာအဖွဲ့အစည်းတွေနဲ့ပုံမချိတ်ဆက်ပါဝင်နိုင်ဖို့အခွင့်အရေးတစ်ခုဖြစ်လာတယ်လို့လည်းမြင်ကြမှာပါနိုင်ငံတကာရုံးတွေမှာ X-ray ကိုစက်ကျင်တဲ့အမှုတွေကိုပုံမဆောင်ရွက်နိုင်ဖို့နဲ့ West Bank မှာ X-ray သိမ်းပိုက်ထားမှုအပေါ်တရားဝင်မှုမဖြစ်အောင်စွန့်ဆောင်နိုင်တယ်လို့လည်းသူတို့ကမြင်ကြပါလိမ့်မယ်။ ဒါပေမဲ့ဒီနေရာမှာထူးခြားချက်တစ်ခုရှိပါတယ်။ပါလက်စတိုင်းအချို့ကပါလက်စတိုင်းကိုအသီးမဲ့ပြုဖို့လှုံ့ဆော်မှုကိုဝေဖန်နေကြပါတယ်။သူတို့ကအဲ့လိုအသီးမဲ့ပြုခြင်းဟာပါလက်စတိုင်းအရေးကိုလက်တွေ့ကျကျတိုးတက်အောင်ဘာမှမလုပ်ပေးနိုင်တဲ့အနစ်သာရမရှိတဲ့ပြားရုပ်တစ်ခုပဲလို့ပြောကြပါတယ်။ပါလက်စတိုင်းအနာဘယ်အဖွဲ့ဟာနှစ်20နီးပါးအထိအမျိုးသားရွေးကောက်ပွဲတွေကိုမကျင်းပခဲ့ပါဘူး။ပါလက်စတိုင်းအနာဘယ်အဖွဲ့ကအကြီးအကျယ်အချင်းပြတ်ခြားစားနေပြီးပါလက်စတိုင်းတွေကလုံးဝမနစ်သက်ကြပါဘူး။ ဒါကြောင့်ဝေဖန်သူတွေကပါလက်စတိုင်းအာဏာပိုင်အဖွဲ့ရဲ့လက်အောက်မှာရှိနေတဲ့ပါလက်စတိုင်းနိုင်ငံကိုအတိမတ်ပြုချင်းက X-ray ရှီကနေရပိုက်ခွင်းတွေကိုမတောင်းဆိုဘဲပါလက်စတိုင်းအာဏာပိုင်အဖွဲ့မှာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲမှုတွေမလုပ်ဘဲလက်ရှိပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကိုတရားဝင်ဖြစ်အောင်လှောက်ဆောင်တာသာဖြစ်ပါလိမ့်မယ်လို့ပြောကြပါတယ်နိုင်ငံအသစ်တွေကလွန်ခဲ့တဲ့ရဲအနေငယ်လောက်ကပဲပါလက်စတိုင်းနိုင်ငံကိုတရားဝင်အသိအမှတ်ပြုလိုက်ကြပါပြီ။ဒါပေမဲ့အဲ့ဒီနိုင်ငံမှာတတ်မှတ်ထိန်းချုပ်ထားတဲ့နယ်နိမိတ်တွေမရှိပါဘူး။ စီလုံးညီညွတ်တဲ့အစိုးရမရှိတဲ့အပြင်အတွင်းပိုင်းမှာလည်းအကွဲကွဲအပြားပြားနဲ့ရှိလို့နေပါတယ်။ဒါကြောင့်အတိမတ်ပြုလိုက်ခြင်းဟာငင်းချမ်းရဲနဲ့တရားမျှတမှုစီကိုလှမ်းတဲ့ခြေလှမ်းလား။သို့မဟုတ်ဥရောပကိုလိုနီနေချက်စနစ်ရဲ့အမွေဆိုးတွေကနေနမိတ်အစ်စ်တွေရေးဆွဲဖို့နဲ့အကွဲပြဲတွေဖန်တီးဖို့နီလန်အစ်စ်တွေကိုရှာဖွေနေတာလားဆိုတာကိုတော့ကျွန်တော်တို့အားလုံးစောင့်ကြည့်ရပါလိမ့်မယ်။ဟုတ်ကဲ့အဆုံးထိကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်အများကြီးကျေးဇူးတင်ရှိပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။